မင်္ဂလာပါရှင်ရောင်းကတဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။နေဆက်တခြားထိုင်းစစ်တပ်လုံခြုံရေးတွင်ကမြန်မာတိုက်ပွဲကိုစောင့်ကြည့်နေ။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာအကြမ်းဖက်စစ်ကောင်ရှင်တပ်နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တွေပူးပေါင်းတပ်ဖွဲ့တိုက်ပွဲဖြစ်နေရာကြောင့်ထိုင်းစစ်တပ်ကခိုင်ဘတ်ချမ်းမှာလုံခြုံရေးတွင်တာကြောင့်သိရတယ်။မြန်မာဘက်ကတိုက်ပွဲတွေကြောင့်လုံခြုံရေးချင်းချောင်းမှုတွေနဲ့တရားမှုဝင်ရောက်မှု NDA တွေနဲ့ဖြစ်ပေါ်လာတဲ့အတွက်နေဆက်တခြားမှာလုံခြုံရေးစီမံနေတည်တည်တသာသာတွင်ထားရလို့နှွေးမ23နှစ်မှာဖော်ပြကြတယ်။ ိုင်းတူတပ်ဖွဲ့တွေကနေရောညမှာကိလေမှုတွေလှုံ့ဆော်နေပြီးနေဆက်ဖြတ်ကျော်နေရချို့မှာယာယီဆောင်ချေဂိတ်တွေချထားလို့သိရတယ်။ပြေကဲနိုဝင်ဘာ21ရက်ကလည်းမြန်မာဘက်ထိုင်းတိုက်ပွဲတွေကနေလက်နက်ကြီးချုပ်ထိုင်းဘက်ကိုကြောက်ပွဲခွဲပြီးပြည်စင်မှုအနေငယ်ရှိခဲ့လို့ထိုင်းသတင်းတွေကဆိုတဲ့ပလီဘက်ခါတွေပုံမကျဲကျဲပြင်းပြပြင်းထန်လာခဲ့တဲ့ဖြင့်ပြန်လဲတော့ပြန်နိုင်မို့အတွက်လည်းမဟာပြောင်မြောက်နေရာမှာယင်လက်နက်တွေထပ်တိုးချထားတယ်လို့သိရပါတယ်ဆက်လက်ပြီး American Dollar တန်မောင်းမြောက်စွာတန်ဖိုးရှိပဲလောကလိန်လဲမှုကြီးဖြစ်ရှင်ပြီးပြည်ရေးတူဝင်ကြီးဗိုလ်ချုပ်အောက်ချုပ်ကိုကတော့ချင်း သိန်း2500ဆိုတော့ယုံလေးနဲ့လူမိုက်ဝင်းထုတ်ဝင်းကိုသိန်း1000နဲ့ကြီးမနိုင်ငါးဈေးကနေလူမိုက်ကြော်ကြော်ကိုသိန်းရှယ်ပေးခဲ့တော့လေဖြည့်ရှင်းခဲ့ခြင်းမရှိမြမပြည်ရဲ့ပဲဈေးကမှအမေရိကန်ဒေါ်လာတန်မောများစွာတန်မိုးရှိပဲလောကလိမ့်လည်မှုကြီးကိုဖြည့်ရှင်းပေးပြည်ရဲ့တူဝင်ကြီးပို့ကြောင်းအောင်ကြော်ကြော်ကိုလက်ငွေကြော်ကြေးငွေကျပ်သိန်း2500ဆိုတော့ယုံလေးနဲ့လူမိုက်ဝင်းထုတ်ဝင်းကိုငွေကျပ်သိန်း1000 ကြည်မနိုင်90ကနေလူမိုက်ကြော်ကြော်ကိုတန်ရှာပေးခဲ့တော့လေဖြည့်ရှင်းခဲ့ခြင်းမရှိတဲ့ကဲ့သို့ပြည့်လည်မှုလည်းမရရှိခဲ့ကြောင်းလိမ့်လည်ခံရတဲ့မဟာနတီ trading company မှ director ကိုရဲမင်းလင်ကပြောပါတယ်2023 2024ခုနှစ်အတွင်းမဟာနတီ trading company ကဘဲကုန်တဲ့အုပ်ဖြစ်တဲ့ဇွန်မင်းတန်ခေါ်စစောလေးထံမှာမက်ဘဲတန်ကျိ2000တန်ပိုးရှိဘရိတ်ကို American dollar တန်းချီပေးဝယ်ယူခဲ့ပြီးလောင်ထားခဲ့ကြောင်းမြန်မာငွေအားဖြင့် တင်ကြီးပေါင်းတသိန်းခွဲတန်ဖိုးရှိကြောင်းထို့သို့ဝယ်ယူခြင်းကမက်ပယ်စင်တော့26သိန်းဝင်းကျင်သာရှိခဲ့ကြောင်းရင်းနောက်မက်ပယ်စင်မှာ40သိန်းခွဲဖြစ်သွားချိန်မှာပဲနဲ့ငွေတွေလုံးဝပြန်မပေးဘဲလိမ့်လည်သွားခဲ့ကြောင်းထို့ကြောင့်ငွေလိမ့်လည်မှုကမှုအတွက်ငွေကြေးတွေပြန်လည်ရရှိရအတွက်ဖြည်တဲ့ဒုဝင်ကြီးဘိုးကျော်အောင်ကျော်ကျော်မှတဆင့်ဆက်သွဲပြီးငွေပြန်လည်ရရှိကြိုးစားခဲ့တော့လေကတော့ကျေးသိန်း2005အကုန်သွားခဲ့တော့လေဖြည့်ရှင်းပေးမှုရှိခဲ့ကြောင်းကိုရဲမင်းလင်းကပြောတယ် ရင်းနောက်ကြီးမလိုက်ကားစေးကနေလူမိုက်ကြကြောနဲ့ချိန်ဆက်ပြီးစစောလေးခေါ်ဆောင်မင်းတန်ထံကိုခဏတာအကျွေးကိစ္စတွဲဆောင်ခွင့်ရရှိဆောင်ရွက်ပေးရန်အကူညီတောင်းခဲ့ကြောင်းလူမိုက်ကြကြောကလည်းလုံဆောင်ပေးမျိုးဆိုကငွေကျပ်သိမ်းရှာရယူတောင်းခဲ့ကြောင်းစစ်တပ်နဲ့ပါလုံဆောင်မျိုးသိမ်းရှာယူဆောင်ခဲ့တယ်လို့ဘာမှဖြစ်မလာခဲ့ကြောင်းသိရတယ်။ရင်းနောက်အဆိုတော်ယုံလေးကိုချိန်ဆက်ပြီးတာဂက်တိုက်လူမိုက်ဝင်းထုတ်ဝင်းကိုချိန်ဆက်ကငွေကျပ်သိမ်းဆောင်နဲ့ဆောင်မင်းတန်ခေါ်စစောလေးကိုတွဲခွင့်ရရှိဆောင်ရွက်ပေးရန်လုံဆောင်ခဲ့ကြောင်း တို့ရရင်လည်းမြည်တိရလက်မှောင်ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။တာဂက်တဝင်ထုံဝင်ကပြူစောတိဆိုပြီးနာမည်ကြီးကကျွန်တော်အလိန်ခန္ဓာလို့ကိုညီပေးပါဆိုတော့ဝင်ထုံဝင်ကသိန်းတထောင်တောင်းနေ။သိန်းတထောင်တောင်းတော့ကကိုယုံလေးကချိန်ပေးတဲ့စစ်တပ်ကကိုညီတောင်းမှပဲရမယ်စစ်တိုင်းမှုကို၄၀၀၅၀၀ခါရမယ်ဆိုပြီးပြောတယ်။စစ်တိုင်းမှုခေါ်ပြီးကျွန်တော်လိန်သွားစစောလေးကိုခေါ်မယ်ဆင်မယ်ဆိုပြီးပြောပါတယ်။လူမိုက်ကြော်ကြော်မိသားစုဝင်တောက်ကတော့ကိုရဲမင်းလင်ထမအရယူခဲ့တဲ့အင်ရှာကိုပြန်လည်ပြရခဲ့ပြီးဖြစ်ကြောင်း လက်ရှိမှာမြင့်တိကျမမရှိတော့အကြောင်းပြောဆိုရဲဒီကချက်ကအလုံးလောက်ခိုင်းနဲ့မလုတ်ပေးဖြစ်ဘူးသူပေးတဲ့ပတ်စံပြန်ပေးရသူစီကငွေယူထားခြင်းမရှိဘူးတကယ်လည်းဟုတ်မနေတော့ဘူးလူမိုက်ကြော်ကြော်မိသားစုဝင်တယောက်ကပြောတယ်ကိုရဲမင်းလင်ကလူမိုက်ကြော်ကြော်ထံကိုပေးရခဲ့ငွေချက်သိမ်းရှာကိုသူမိဖြစ်သူထံမှာပြန်လဲလက်ခံရရှိခဲ့ကြောင်းသိပြောတယ်ဂျပန်စစ်တပ်ကရန်ကုန်ခြေဆိုင်မဟာနဒီ traditional မဟာနဒီ international Company Limited မှ Trader ကိုရမင်းလင်အပါအဝင်မိသားစုဝင်တွေကို American Dollar တန်90ကျော်ပြန်လည်မပေးသွင်းဆိုကငွေကြေးကွာချမှုပါဝင်စီးပွားရေးဆိုင်ရာပုံမှန်များစွာနဲ့အမှုဖွင့်ထားပြီးကိုရမင်းလင်ရဲ့ဖခင်ဦး Henry ခင်မောင်ပါဝင်မိသားစုဝင်တွေကိုစစ်တပ်ကဖမ်းဆီးထားကြောင်းသိရပါတယ်။ဆလာဘီပလဲမြွနယ်မှာစစ်တပ်ကလည်းနဲ့ပုံကျဲမှုကလင်းငတ်တောင်အဖောက်တောင်နဲ့အဖို့တောင်စုစုပေါင်းသုံးသိန်းဆုံးဇဂိုင်းတိုင်းပလဲမြွနယ်မှာစစ်တပ်ကလည်းနဲ့ပုံကျဲခဲရကလင်းငတ်တောင်အဖောက်တောင်နဲ့အဖို့တောင်စုစုပေါင်းသုံးသိန်းဆုံးသွားကြောင်းဒေသပြည်သူတွေကပြောပါရယ် နွေမလာ23နှစ်မနက်10:30မိနစ်ချိန်စကိုင်းတိုင်းပလဲမြို့နယ်နောက်ဖက်ကန်တော့ကျန်းနီတောင်ပေါ်ဒေသတနီယာကိုစစ်တပ်ကလင်းနဲ့ပုံကျဲခဲ့ရာကလင်းကတဲအုပ်ဖွားအုံနဲ့အဖိုးနှုတ်စုစုပေါင်းသုံးဘွယ်ချင်းမိတင်ဆောင်သွားခဲ့ကြောင်းထို့သောပုံကျဲကြချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိခြင်းသိရပါတယ်။ကျဲကြလိုက်တဲ့ဘုံကတဲဘုံကိုတတဲကြတဲ့ကလေးတဲအုပ်ဖွားအုံအဖိုးအုံစုစုပေါင်းသုံးတဲ့ ဘာတိုက်ပွဲမှမရှိဘဲအကြောင်းမဲ့တိုက်ခိုက်သွားလို့ဒေသပြည်သူတန်အောင်ကပြောတယ်ဂျပန်စစ်တပ်ကပလဲမြင့်နယ်တွင်ရှိကြားတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇတိုက်လုံဆောင်လျက်ရှိရာစစ်ပင်းရှောင်းတွေတိန်းရှောင်းနေထိုင်လျက်ရှိရာစာတင်ကြောင်းဖုံးကျင်းကြောင်းနဲ့အသာတနိကအဆောက်အဦတွေမှာနေစဉ်လေးနဲ့ပုံကျွမ်းမှုတွေလုံဆောင်လျက်ရှိကြောင်းဒေသပြည်သူတွေကပြောပါတယ်အခုနောက်ပိုင်းလင်းနဲ့ကင်းထားရတော်တော်များတယ်လင်းမလိုက်နေကိုမရှိဘူးပြည်သူတွေတော့တော်တောင်နေထဲမှာပုန်းခိုကြတယ်အဓိကလင်းရင်ကြောက်လို့ဟုပလဲမြင့်နယ်မှာစစ်ပင်းရှောင်းတွေကိုကူညီပေးနေသူလူငယ်ကောင်းဆောင်တအုပ်ကပြောတယ် ဆလပီဝန်ဒီကရဲ့ကျေးချက်ဖို့ဥက္ကဋ္ဌတို့ကံရမလေးတိုင်းဝန်နှစ်မြွတ်နယ်တနက်ခါတော့ကြောက်အောင်စုပြီးတော့သားရမနေထိုင်တဲ့ကျက်ဖို့ရဲ့ကျေးဥက္ကဋ္ဌညွန့်ဦးစုတို့ရွာထိပ်မှာတာတို့ခံကတင်ဆောင်သွားပြီလို့သိရပါတယ်မနေ့မနေ့ကကျက်ဖို့လို့တော့ကိုစလဲလောင်းမဲဆွဲပဲမဟင်းချက်ကျွေးဖို့ထွက်ဝဲစဉ်ရွာထိပ်မှာရှိတဲ့လူငယ်တဆုနဲ့စကားများရကနေလူငယ်တွေကစိတ်မထိုင်မှနဲ့ဓာတ်နဲ့တော့ထိုးရနေရမှာပွဲချင်းမိတင်ဆောင်သွားပါတယ်ကျက်ဖို့မဲဆွဲပွဲရှိလို့အမလောင်းဖောက်ဖို့ဟင်းချက်စရာထွက်ဝဲတယ် ကျုပ်ကံကြီးရဝင်လန်းပေါ်ရောက်တော့လူငယ်စုနဲ့တွေ့ပြီးအချိန်တင်ဖျားကနေတာထုတ်ခံရတယ်။လှုပ်သွားလူတွေကိုတော့မဖမ်းမိလိုက်ပါဘူး။ကျန်းဖွညုံမိသားစုကတော့အရီစမျိုးဆောင်ဆိုင်ကနေအော်ပိုမျိုးဆောင်ဖုန်းလုံးတို့ကိုလူပြီးလူတက်သွားရဆိုပြီးဖြစ်စည်းလူလူတက်တဲ့အမှုနဲ့ရဲစခန်းမှာအမှုဖွင့်ထားတယ်။ဒေသတော်လိုင်းတစ်ဖွဲ့တစ်ခုဖြစ်တဲ့ Wandering Township Revolution 4ဖွဲ့ကကျန်းဖွညုံတေဆုံတဲ့ကိစ္စသူ့ဖွဲ့နဲ့ပတ်သက်တာမရှိဘူးလို့ပြောပါတယ်။ ဆက်လက်ပြီးမန္လီမြင်းချံနယ်ကပ်လူမျိုးတို့မှလူငယ်30ထက်မနည်းပေါ်တာဆွဲပန်းစီကံပြီးစစ်မှုနဲ့တင်းတဲ့ကြောင့်ပုံခံရလူငယ်တွေကိုပြန်လွတ်ပေးမည်ဟုဆိုကစစ်တပ်ကငွေလိမ်တောင်းမှုတွေကြီးကြပ်ဖြစ်နေမန္တလေးမြင်းချံကပ်လူမျိုးနယ်မှလူငယ်30ထက်မနည်းပေါ်တာဆွဲဖန်းစီခံရပြီးစစ်မှုနဲ့တင်းတဲ့ကြောင့်ပုတ်ခံလိုက်ရကြောင်းရွှေနောက်ဖန်းစီခံလူငယ်တွေကိုပြန်လွတ်ပေးမှုဆိုကစစ်တပ်ကငွေလေးလက်တောင်းမှုတွေအကြီးအကျယ်ဖြစ်ပေါ်နေကြောင်းဖန်းစီခံလူငယ်မိသားစုဝင်တွေကပြောတယ်။နိုဝင်ဘာလ၁၆ရက်နေ့ည၈နာရီခန့်ချိန်မန္တလေးတိုင်းမန္တလေးမြို့တရအောင်လမ်းဆောင်မှာလုံမပြန်လာတဲ့လူငယ်လေးကိုကျွမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖန်းစီခဲ့ကြောင်း စစ်မှုထမ်းဖြစ်ပေါ်တော့ဆွဲဖန်းစည်းကံလူငယ်လေးဦးမှာတက်20ဝန်းကျင်ကရှိပြီးမိသားစုနဲ့ဖန်းစည်းကံလူငယ်တွေအဆက်အသွယ်ပြတ်တောက်နေကြောင်းသိရတယ်။ထို့အတူမလေးတိုင်းမြစ်ချုံမြို့ပေါ်ရှိရက်ွက်တွေမှာလည်းစစ်တပ်ကနေရက်ဆက်တိုက်လူငယ်ချောင်းကိုပေါ်တော့ဆွဲဖန်းစည်းကံကြောင်းနိုဝင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တို့မှာမြစ်ချုံမြို့ပေါ်ရှိရက်ွက်ထဲကိုဝင်ရောက်ပြီးလူငယ်ချောင်းကိုဂျမန်စစ်တပ်ကပေါ်တော့ဆွဲဖန်းစည်းကံကြောင်းသိရပါတယ်။အလားတူသခိုင်းနိုင်ငံကမ္ဘာ့မြို့နယ်ရှိဂျပန်စစ်ကောင်စီထိုင်စခန်းနေမှာပေါ်တော်ဆက်ဖန်းစီခံလူငယ်ရဲ့မိသားစုဝင်တွေထံကိုဂျပန်စစ်သားတွေနဲ့ ူစောဒီကောင်းဆောင်ချိုကလှုပ်ပင်းမှုပြောပြီးငွေလိမ်လဲတောင်းခံနေကြောင်းကျွန်းလကပ်ဘလူတက်ကြလှူရှားသူများအဖွဲ့ကပ်ဘလူခရမ်းမတောင်းရှိသူကပြောပါရယ်။နိုဝင်ဘာလ7ရက်နေ့ပေါ်တောင်ဆွဲဖန်းစီခံမှာထွက်ပြေးလွတ်မြောက်လာတဲ့လူငယ်မိသားစုဝင်တွေထံကိုလည်းဂျက်ဖက်စစ်သားတွေကဆက်သွဲပြီးငွေကြေးတောင်းခံခဲ့မိသားစုဝင်တွေကငွေ9သိန်းပို့ပေးကုန်တော့လဲပြန်လှုပ်ပေးခြင်းမရှိဘဲကိုယ်တိုင်ထွက်ပြေးခဲ့ပါရယ်။တို့ပြင်ကျွလမြို့ဝင်ချောက်ကမှာဖန်းစီခံမှာထွက်ပြေးလွတ်မြောက်လာလူငယ်မိသားစုဝင်တွေထံမှလည်းငွေသေးလိမ်လည်းတောင်းခံပြီးမိသားစုကငွေသိန်း30နီးပါးစစ်တပ်နဲ့ပြည်စော်တိအတန်ကိုလွှဲပေးခဲ့ကြအောင်ထွက်ပြေးလွတ်မြောက်လာလူငယ်တန်ကပြောတယ်။ ရှယ်ရမ်းမလိုက်ရအောင်ရှေ့ဖို့ထုတ်ထားမှရှိရဲ့လွတ်စေခြင်းငွေလွှဲဆိုလိုလွှဲပြိုင်စုစုပေါင်း330ရှိရဲ့ကျွန်တော်တို့ဖန်ထားသလိုပဲရှိပါတယ်။မပုံတင်တဲ့ဖန်တာဖုန်းတွေကအစသူတို့တင်ထားဆိုတော့မိသားစုဖုန်းနံပါတ်တွေယူပြီးဆက်သွယ်ငွေညစ်တာတွေကိုအစီအစဉ်တကြလောက်တာလို့ထင်တော့ဗျ။မိသားစုဝင်တွေကတော့ဖွင့်မြတ်ဓမ္မဆောင်မိရင်းနှခါနာဖြစ်တယ်ပေါ်တာဆွတ်ဖန်စီကံပြီးကျွန်းလာမြို့ဝင်ချုပ်ခမ်းမှာထွက်ပြေးလို့မရလို့လူငယ်ကပြောတယ်အကြပ်စစ်တပ်ကကပ်ဘလူနဲ့အတွင်ရွှေဘုံမြစ်ကြီးနားပြော်လန်ကျော်ရှိဖြတ်တန်တော်လာသူမှန်သမျှကိုပေါ်တာဆွတ်ဖန်စီနေခြင်းဖြစ်ပြီး ဖမ်းဆီးခံရတူတဲ့ဖုန်းတွေကတဆင်မိသားစုဝင်တွေထံကိုဆက်သွယ်ဝင်ညင်ချင်းဖြစ်ပါတယ်ထို့ကြောင့်ပြည်သူများအနေဖြင့်ကြဖတ်စစ်ကောင်စီတပ်နဲ့ပြူစော့တဲ့အလို့ကြောင့်တောင်းခံလာတဲ့ငွေကြေးတွေကိုယုံကြည်ကိုးစားပြီးလွှဲမပေးမိကြရလဲကျွန်တော်ကံဘလူးတက်ကြလှူရှာတဲ့ဖွဲ့ကံဘလူးခင်ကတိုက်တွန်းပါတယ်။နားဆင်အားပေးကြတဲ့အတွက်အတူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။